မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီတစ်ပတ်အတွင်းကြီးစွာရမယ့် MMA ပွဲစဉ်တွေလဝိပွဲစဉ်တွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ် okay စားလိုက်ကြရအောင်ကျွန်တော်တို့ပထမအဆုံးကြည့်ရမယ့်ပွဲကတော့အဲမွေရပွဲစဉ်ပါဒီပွဲကအခုလာမယ့်မေလ23ရက်နေ့ဒီတစ်ပတ်တောက်ချန်ရမှာကြီးစွာရမယ့်ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့တို့တရင်ဝင် face off လုပ်ပြီးသွားပြီဖြစ်ပါတယ်သူရဲ့ပြိုင်ဘက်က နှစ်လက်မှတော့အရက်ပုံရှင်နေတာဖြစ်ပါတယ်။ဒါတော့ဒါကတော့အထုံးစံပဲ။ထိုင်းတွေကျွန်တော်တို့မြန်မာဖိုက်တာနဲ့အပွဲသေးပြီးဆိုရင်ပို့ပြီးတော့အရက်ရှယ်တဲ့ထိုင်းဖိုက်တာတွေနဲ့ပဲပေးတွေ့နေတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဖျက်ကြော်ရမယ် challenge တစ်ခုပါ။အဲ့တော့ကျွန်တော်တို့ယုံကြည်တယ်။အဲမွေမနေ့ဖန်ညာမှာအလေးထိုးနဲ့ bonus ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ကြည့်ရမယ့် line ကတော့ကျွန်တော်တို့ဒီကြည့်နေကြပဲ one championship facebook page မှာပဲ free ကြည့်ရှုရမှာဖြစ်ပါတယ်။ စတင်မဲ့အချိန်ကတော့မနက်ဖြန်မြန်မာစံတော်ချိန်ည9:00နာရီမှာစတင်မှာဖြစ်ပါတယ်။ Okay အဲ့ဒါတော့ကျွန်တော်တို့ပထမဆုံးကြည့်ရမယ်မြန်မာပွဲစဉ်မှာနောက်ထပ်ရှိပါသေးတယ်ခင်ဗျ။အဲ့ဒါတော့ဘာပွဲစဉ်လဲဆိုရင် BNN နိုင်ငံမှာရှင်ပြန်ထုတ်တတ်မဲ့ GMA Proportion အကျင်းပါတဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာကျွန်တော်တို့မြန်မာ fighter နှစ်ယောက်ထိပါဝင်တာဖြစ်ပါတယ်ခင်ဗျ။ဒီပွဲကတော့လာမယ့်24ရက်နေ့ပေါ့နော်။ဒီတစ်ပတ်စနေနေ့ည 6နိုင်ဖွဲ့မှာစတင်မဲ့ပွဲစဉ်ဖြစ်ပါတယ်။ God of Martial Arts လို့အမည်ပေးထားတဲ့ promotion ပဲဖြစ်ပါတယ်။အဲ့တော့ဒီမှာတွဲဆိုင်အားလုံးကြည့်မယ်ဆိုရင်တွဲဆိုင်အားလုံးပေါင်းစေဆိုင်ထိပါဝင်နေတာဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့မြန်မာလောဝေးဖိုင်တာ၂ယောက်ထိပါဝင်ရှိပြန်မှာဖြစ်တယ်။ပထမဆုံးပွဲစဉ်နှစ်မှာကျတော့ကျွန်တော်တို့လောဝေးဖိုင်တာကျော်ခန့်ဝင်းနဲ့ Time Fighter တာနပွန်ရှင်ပြိုင်ထိုးတက်မှာဖြစ်ပါတယ်။ ဒီပွဲက MMA ပွဲစဉ်ဖြစ်မှာပါခင်ဗျအခုဒီ GMA promotion ကကျင်းပတဲ့ပွဲစဉ်အကုန်လုံးကတော့ MMA ပွဲစဉ်ပါခင်ဗျအဓိကတော့အရှိတောင်အာရှမှာထူးချွန်တဲ့ MMA fighter တွေကိုရွေးချယ်နေတဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ကြော်ခန့်ဝင်းကတော့ဒီပွဲကိုသူအနိုင်ကစားမယ် Thai fighter တနပ်ပေါင်ကိုချုပ်ပြီးတော့အနိုင်ယူပြမယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်အဲ့တော့သူပြောဆိုတဲ့အတိုင်းပဲဘလို့ချုပ်ပြသွားမလဲဆိုတော့ကျွန်တော်တို့အချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ ကျော်ခန့်ဝင်းရဲ့ပွဲအရင်ကြည့်ရမှာဖြစ်တယ်ဒီပွဲကတော့ပွဲစဉ်နှစ်မှာပါဟုတ်ပြီဆောဂျွန်လာပြီခင်ဗျဆောဂျွန်ကတော့ပွဲစဉ်ရှစ်မှာကစားမှာဖြစ်ပါတယ်သူ့ရဲ့ပြင်ဘက်ကတော့ Cambodia Fighter လောင်လာလို့အမည်ရတဲ့ Fighter ဖြစ်ပါတယ်အဲတော့ဆောဂျွန်ကတော့ဒီပွဲစဉ်အတွက်လက်မှတ်ထိုးထားတာလဲကြာပြီ MMA ချုပ်နည်းတွေလဲ ground game ဘိုင်းတွေလဲပြင်ဆင်ခဲ့တာကြာပြီဖြစ်ပါတယ်အခုလာမယ်စနေနေ့ညဘယ်လိုမျိုးပုံစံနဲ့ချပြသွားမလဲဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်နော် ပြီးတော့ဒီပွဲစဉ်က2025ခုနှစ်ရဲ့ချန်ပီယံရွေးချယ်တဲ့ပွဲစဉ်မှာလည်းပါဝင်တာဖြစ်ပါတယ်။အဲ့တော့ရှုံးထွက်ပုံစံဖြစ်နေပါတယ်နော်။အဲ့တော့နောက်ဆုံးအနိုင်ရတဲ့လူက2024ခုနှစ်ရဲ့ချန်ပီယံနဲ့ရှင်ပြိုင်ထိုးတက်ရမှာဖြစ်ပါတယ်။တကယ်ပဲစိတ်ဝင်စားဖို့ပွဲစဉ်တွေဖြစ်ပါတယ်။ဒီပွဲစဉ်ပုံစံကတော့ကျွန်တော်တို့ဂျိုဝမ်းအခြေအနေတစ်ချက်ကြည့်လိုက်ကြအောင်ဒီပုံစံမှာခမရဘီအန်နိုင်ငံမှာတော့တကယ်ကိုနာမည်ကြီးနေတဲ့ promotion ပုံစံဖြစ်ပါတယ်ခမရအဲ့တော့ မြန်မာပြည်ထက်တည်းကတော့ကြည်နေကြမဟုတ်ဘူးတကယ်ကို အစိမ့်တက်တက်ဖြစ်မှာပါကျွန်တော်တို့တစ်ခါမှမခံစားဖူးရသေးတဲ့ပုံစံမျိုးအနေအထားမျိုးကိုဒီတစ်ပတ်စနေနေ့ညမှာကြည့်ရှုရမှာဖြစ်ပါတယ်အဲ့တော့ခုနပြောခဲ့တဲ့အတိုင်းပဲစတင်မဲ့အချိန်ကစနေနေ့ညမြန်မာစံတော်ချိန်6နိုင်ခွဲမှာစတင်မှာဖြစ်တဲ့ GMA God of Martial Art ဆိုတဲ့ YouTube channel မှာကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်ဒီမှာဖော်ပြပေးထားပါတယ်เนาะအဲ့မှာ live ကြည့်ရှုရမှာဖြစ်ပါတယ် โอเคအဲ့တော့ကျွန်တော်တို့မြန်မာ fighter နှစ်ယောက်ကိုလည်းအတူတကွအားပေးလိုက်ကြရအောင်ဗျဟုတ်ကဲ့ပြီးတော့ရှိပါသေးတယ်နောက်ထပ်အကြောင်းအရာကတော့ဘာလဲဆိုရင်တနင်္ဂနွေနေ့နေခင်း12နိုင်ခွဲပေါ့နော်12နိုင်ခွဲမှာစတင်မဲ့မြန်မာလက်ဝဲပွဲစဉ်ပြည်တွင်းပွဲစဉ်ရှိပါခင်ဗျကျွန်တော်တို့အခုတလောပဲ1 championship မှာကစားသွားတဲ့စိန်လုံး6ရက်ပွဲလဲပေါ်ပေါ်မှာဖြစ်ပါတယ်ပြီးတော့ ယာမန်ရဲ့ပွဲလဲပါမယ်ပြီးတော့ထွန်မင်းနိုင်ရဲ့ပွဲလဲပါဝင်ဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့အပြိုင်ဘက်ကတော့ Time Fighter ဖြစ်ပါတယ်နော်ဒီရာမန်ရဲ့အပြိုင်ဘက်ကကတိဆက်လို့အမည်ရပါတယ်ပြီးတော့ထွန်မင်းနိုင်ရဲ့ပြိုင်ဘက်နာမည်ကတော့ Venus လို့အမည်ရပါတယ်ဒီပွဲစဉ်အကုန်လုံးကတော့လက်ဝိပွဲစဉ်ဖြစ်မှာပါခင်ဗျတခုပဲကျွန်တော်မသိသေးတာကဒီပွဲစဉ်ကဘယ် channel မှာထုတ်လွှင့်မလဲဆိုတော့ကျွန်တော်မသိသေးပါဘူးခင်ဗျ။အချမ်းသွေးဆိုင်တွေလည်းအများကြီးပါဝင်တာဖြစ်ပါတယ်နော်။အဲတော့ အကောင်ပွဲတွေကတော့ညနေ၄နာရီ၅နာရီနောက်ပိုင်းဖြစ်နိုင်ပါတယ်။အခုကြည့်ရှုနေတဲ့ညီကိုတွေရောဒီပြိုင်ပွဲကိုပဲမှာထုံးလွှင့်မလဲဆိုတာတီးတဲ့ညီကိုတွေအောက်မှာတစ်ချက် comment ချန်ခဲ့ပေးကြပါကျွန်တော်တော့အဲ့ဒါရှာလို့မတွေ့လို့ပါနော်။ Okay အဲ့ဒါတော့ဒီတစ်ပတ် ကျွန်တော်တို့ကြည့်ရမယ့်ပွဲစဉ်တွေဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်အကြောင်းအရာတစ်ခုကတော့ကိုအွန်လိုင်းရဲ့မွေးနေ့ပွဲတို့အကျင်းမှာကျင်းပတဲ့အကြောင်းပါခင်ဗျ။အခုပုံမှာပြထားတဲ့အတိုင်းပဲ ဒီဒိုင်တာကလည်းလေဂျင်ကြီး2ယောက်ဆိုပြီးတော့အတုံးလုံးပြီးတော့အကုန်ပြုတ်ထားတာဖြစ်ပါတယ်။ဆိုလိုတာဒီကိုအောင်လာနဲ့နီးပြကြီးခင်နေတဲ့ဖို့ပေါ့နော်။ကိုအောင်လာနဲ့ခင်နေတဲ့ဖို့2ယောက်စလုံးကသူရဲ့ဆရာတွေဖြစ်နေပါပြီ။အဲ့တော့ဒီဒိုင်တာကအခုလက်ရှိအသက်က32 33ဝန်းကျင်ပဲရှိပါသေးတယ်။ကိုအောင်လာကတော့အသက်40ပြည့်ပြီးသွားပြီ။ခင်နေဟုတ်ကတော့56နှစ်ပါခင်ဗျ။ အဲ့တော့ဒီရိုက်တာဘက်ကလည်း respect ရှိရှိပဲ legend fighter ကြီးနှစ်ယောက်ဆိုပြီးတော့ခိုင်နိုင် compute ထားတာဖြစ်ပါတယ်ဒီရိုက်တာက kickclick fc မှာ legend ဖို့လိုကိုလိုအပ်ပါတယ်သူရအားသာချက်ကျွန်တော်အားလုံးကြည့်ခဲ့ပြီးသားဖြစ်ပါတယ်ကိုအောင်လာနဲ့ရှင်ပြန်ခဲ့တဲ့ပွဲစဉ်တိုင်းမှာတူဒီ bjj ပဲအသုံးပြုတယ်ကိုအောင်လာကို bjj မှာတော့နိုင်တယ်ဒါပေမဲ့ stand fight မှာတော့ဘလို့မှရှင်လို့မရပါဘူးသူဘက်ကလည်း stand fight မှာ kickboxing ဘိုင်းမှာတော့ ကိုအောင်လာကိုဆရာတင်ထားရတာဖြစ်ပါတယ်။အခုနောက်ထိုးတက်မဲ့ပွဲစဉ်တိုင်းလဲဒူခဲကလစ်အစီမှာပဲလင်းကျင်းမှာဖြစ်တယ်။ကိုအောင်လာလို့လည်းပဲတည်တည်ချာချာကိုပြင်ဆင်ရမှာတေးချနေပါတယ်။အဲတော့ Rainier Director နောက်ပြိုင်မဲ့ပြန်ဘက်ကတော့တကယ်ကိုမလွယ်တဲ့ Fighter Top 5 Ranking အဆင့်မှာရှိတဲ့ Robert Whittaker ဖြစ်ပါတယ်။ဒီပွဲကလာမဲ့ July 26ရက်နေ့မှာရှင်ပြိုင်မှာဖြစ်ပါတယ်။တကယ်ကိုမလွယ်တော့ပါဘူးဗျ။ ဘယ်ပုံစံနဲ့ချင်းကပ်မလဲဆိုတော့ကျွန်တော်မသိသေးဘူးဒါပေမဲ့ Stanford မှာတော့တတိယချက်ကိုပြင်ဆင်လာမှရမယ်အနေထားပါခင်ဗျကျွန်တော်အားလုံးသိပြီလား Robert Whittaker က Stanford မှာတကယ့်ဆရာကြီးချန်ပီယံလေဖြစ်ခဲ့ပူးတဲ့ fighter တယောက်အချမ်းပိုင်းတော့ရောင်းနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့လည်းတကယ်ကိုတန်မာပြီးတော့ပြင်းနိုင်ပါသေးတယ်နော် Rainier Data တော်တော်လေးကိုတတိထားမှရပါပါ ရော့ကဝစ်တစ်ကနောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲကတော့ဒီခမ်ဇက်ချမိုင်ရဲ့ပေါ့နော်ခမ်ဇက်ချမိုင်ရဲ့ကိုတော့ရော့ဘတ်ဝစ်တစ်ကဘလို့မှရှင်းနိုင်စွမ်းမရှိပါဘူး။ဘာလို့ဆိုရင်ဒီခမ်ဇက်ရဲ့အားတချက်ကလည်းပထမ first round second round ပေါ့နော်အဲ့မှာသူ့ရဲ့အနေထားတော့အကောင်းဆုံးအတန်မာဆုံးပုံစံနဲ့ချုပ်ကွက်နဲ့ပြီးတော့နှစ်ပန်းနဲ့အဲ့လိုမျိုးကစားတတ်တဲ့ fighter အဲ့တော့ Robert Whittaker ကအဲ့မှာအငိုက်မိသွားတယ်ခမ်ဇက်က counter punch တွေဝင်ပြီးတော့ချုပ်သွားတော့ပေါ့နော်အဲ့တော့ ။အဲပွဲကတော့ပရိသတ်တွေစောင့်မျှော်ခဲ့တဲ့ပွဲပုံစံမျိုးတော့မဟုတ်ခဲ့ပါဘူး။ကျေနပ်မှုတော့မရှိခဲ့ကြပါဘူး။ဒီ Israel အတစင်ညာကလည်းတကယ်ကိုဝန်ခံထားပါတယ်။ Robert Whittaker နဲ့ Israel အတစင်ညာနဲ့အလောက်ထိအကျိအနေရှင်ပြန်ခဲ့ရတယ်။ဒါပေမဲ့ခမ်းဆန်းနေကြတော့ခဏလေးနဲ့အရှုံးပေးလိုက်ရတယ်။သူယုံတော့မယုံနိုင်ဘူးဆိုပြီးတော့ဝန်ခံထားတာဖြစ်ပါတယ်။အဲတော့ game plan မှားတာလားခမ်းဆက်ပဲတကယ်ကို next level ရောက်နေတဲ့ ဖိုင်တာတယောက်လားဆိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်တော့မှာဖြစ်ပါတယ်။ခန်းဆက်ကတော့တည်တဲ့အတိုင်းပဲလက်ရှိချန်ပီယံကပတ်လူပွဲအတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။အခု Rainier Director လည်းသူ့ရဲ့နိုင်ငံနယ်သာလန်ကိုခဏပြန်နေပြီးတော့မှတူရကီကနေတဆင့် American အခု Florida မှာရောက်ရှိနေပြီဖြစ်ပါတယ်။ Okay အဲ့တော့ Director ကိုလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်တော့မှာဖြစ်ပါတယ်။နောက်ဆုံးအကြောင်းအရာတစ်ခုအဲ့ဒါပါလေဆိုရင်ဥထာချစ်ချက်တွင် ဥက္ကဋ္ဌချက်တွေကဒီနေ့ပါကြီးညာလာလေဆိုရင်ပရိသတ်တွေကြည့်ချင်တဲ့တွဲဆိုင်ကိုရွေးခိုင်းတဲ့ပုံစံပါဒီမှာကြည့်လိုက်ကြပါသူပြောထားတဲ့ပုံစံကနာဘီနဲ့ဟက်ကာတွေပေါ့နော်အဲ့တော့နာဘီနဲ့ဂျိုနတန်ဟက်ကာတွေရဲ့ပွဲကတော့ဘန်တန်ဝိတ်တိုင်းမှာဖြစ်နေပါတယ်ပြီးတော့တိုင်တိုတိုလိုနဲ့မာဆယ်လိုပြီးတော့ခရစ်ရှန်လိန်နဲ့ရောဘတ်တိုဆော့တင်စူပါမွန်နဲ့နော်ယူရီအဲ့ဒါတော့တကယ်ကိုကောင်းမဲ့ပွဲပေါ့နော်နောက်ထပ်တစ်ခုကရော့ထန်နဲ့နာဘီတဲ့တကယ်ကိုမဟာဆက်တဲ့ သွေးဆိုင်မှာ flying weight တန်းမှာဖြစ်မှာပေါ့နော်တကယ်လို့ predator တွေကြည့်ချင်ကြတယ်ဆိုရင်တော့ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး airport တော့မလုပ်ကြပါနဲ့ပြီးတော့ tarkey တို့နဲ့ super let ဒုတိယမကျေပွဲ ruru နဲ့ anatoly malkin မကျေပွဲ dennis နဲ့ stanford test ပြီးတော့ super let နဲ့ယောစာပေါ့နော်အဲ့ဒါကတော့ဒီ keep boxing ပွဲထင်ပါတယ်ပြီးတော့အခုပြောချင်တာဒီမှာနောက်ဆုံးမှာ now o နဲ့ rock time လဲကျွန်တော်အရင်ကတည်းကသိပြီးတာဥက္ခကြီးချက်တွေက now o အတင်ခိုက်တယ်တမလား နောင်အုံလည်း predator တော်တော်များလို့လည်းပါနိုင်ပါတယ်။အဲ့တော့နောင်အုံနဲ့ rock tan ကိုပွဲတယ်ပေးလို့မယ်လို့ကျွန်တော်ခံမှန်းခဲ့ပါတယ်။အခုဒီတူရေးထားတဲ့တွေ့ဆိုင်ဒီမှာလည်းပါဝင်နေတာဖြစ်ပါတယ်နော်။အဲ့တော့ predator တွေလည်းကြည့်ချင်မှသိကြပါတယ်။ chatry ကတော့နောင်အုံကိုနောက်တစ်ကြိမ် flying weight တန်းမှာလဲ champion ဖြစ်ခွင့်ပေးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲတော့အချိန်နဲ့တော့အဆောင်ကြီးရတာပေါ့ဗျာ။ rock town နဲ့ now all ဆိုရင်တော့တိတ်တော့မဟုတ်ဆက်ဘူးဗျာနော်။ဒါပေမဲ့အဆောင်ကြီးရပါ့ တို့နှစ်ယောက်ပွဲကိုလည်းတစ်ခါမှမကြည့်ဘူးတည်းဘူးဆိုတော့ကြည့်လို့ကောင်းမှသိကြပါတယ်။ Okay အဲ့လိုပါပဲဒီနေ့တော့နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကျေးဇူးတင်ပါတယ်။